ဆက်လက်နဲ့အစအသုံးဆောင်ပစ္စည်းတွေအရေးအသွေးနဲ့စွမ်းဆောင်နိုင်ရေးပုံမကောင်းမွန်အောင်ကြိုးပမ်းဆောင်ရွက်သွားဖို့နာဆာကဥက္ကဋ္ဌကမှာကြားခဲ့ပါတယ်။ဧပြီ26ရက်ကနေပြည်တော်မှာပြုလုပ်တဲ့85နှစ်မြောက်ဆင်ရတုကောက်ခွေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နှင့်အခမ်းအနားမှာဂုံပြုအမစကားပြောကြရာမှာထည့်သွင်းပြောကြားခဲ့တာပါ ကာကွယ်ပြင်ဆင်ထုတ်လုပ်မှုတပ်ဖွဲ့ကို1959ခုနှစ်ဧပြီ26ရက်မှာဖွဲ့စည်းပြီးကာကွယ်ပြင်ဆင်ထုတ်လုပ်မှုတပ်ဖွဲ့နှင့်အဖြစ်သတ်မှတ်တာဖြစ်ပါတယ်။ကာကွယ်ပြင်ဆင်ထုတ်လုပ်မှုတပ်ဖွဲ့အနေနဲ့ Power to the Forces တပ်မတော်အတွက်စွမ်းအားဖြစ်စေရမည်ဆိုတဲ့ဆောင်းပုံးနဲ့အညီစစ်လက်နက်ပြင်ဆင်အမျိုးမျိုးကိုစွန့်ရည်ပြေးဝါစွာတပ်မတော်ကိုထုတ်လုပ်ပေးသွင်းနိုင်ခဲ့တဲ့အတွက်ခင်းဆက်ဆက်တောင်းဝင်ထမ်းဆောင်ခဲ့ကြတဲ့တပ်ဖွဲ့အကြီးအကဲတွေတပ်ဖွဲ့ဝင်အများရှိစစ်သည်တွေနဲ့ဝန်ထမ်းအလုံးကိုမှတ်တမ်းတင်ဂုဏ်ပြုတာကိုပြောကြားလိုကြောင်း၎င်းကပြောပါရယ်။ ဆက်လက်နဲ့နဲ့ဆယ်သုံးဆောင်ပစ္စည်းဆိုတာဟာစစ်မြေပြင်မှာအမှတ်ကြောက်တင်ခံရမှာဖြစ်တဲ့အတော့အရေးသွေးပိုကောင်းတာထက်ကောင်းအောင်စွမ်းဆောင်နိုင်ရည်မြင်မာတာထက်မြင်မာအောင် နေပေဆောင်ကနေဂျိုးမန်းဆောင်ရွက်သွားကြဖို့မှာကြားလို့ကြောင်းနာဆာကဥက္ကဋ္ဌကထည့်သွင်းပြောကြားပါရယ်။ကောက်ဝေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အတူပေါ်ပေါက်လာခဲ့ပြီးတက်မတော်ရဲ့လွတ်လပ်ရေးနဲ့ချုပ်ချာအာဏာကိုကောက်ွယ်ဆောက်ရှောက်ခဲ့တဲ့တမိုင်းတက်ဆောင်မှာအရေးပါတဲ့အခမ်းကဏ္ဍတစ်ခုအဖြစ်စဉ်ဆက်မပြတ်ပါဝင်ခဲ့ပြီးဖြတ်တန်းလာခဲ့တဲ့85နှစ်တာကာလအတွင်းကောင်းမွန်တဲ့အစဉ်လာတွေဂုံဒရက်တွေကိုလက်ဆင့်ကမ်းတာဝန်ယူဆက်လက်ထိန်းသိမ်းကြဖို့နဲ့တိုင်းပြည်နယ်တက်မတော်အပေါ်သစ္စာရှိစွာ ရာတာဝန်ကိုခြေပြုံအောင်ဆက်လက်ထမ်းဆောင်ကြဖို့တိုက်တွန်းမှာကြားလိုကြောင်းလည်းနာဆကဥက္ကဋ္ဌကပြောပါရယ်အဆိုပါ85နှစ်မြောက်စင်ရတုကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နှင့်အခမ်းအနားကိုနာဆကဥက္ကဋ္ဌနှင့်အတူနာဆကဒုတိယဥက္ကဋ္ဌဒုတိယတမတော်ကာကွယ်ဦးစီးချုပ်ကာကွယ်ဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မှုကြီးဆိုဝင်ညိနှိုင်းကိုကယ်ရေးမှုကြီးရည်လေးဗိုလ်ချုပ်ကြီးကျော်စွာလည်း ကာကွယ်ဦးစည်းချုပ်ရေဖို့ချုပ်ကြီးထိန်ဝင်းကာကွယ်ဦးစည်းချုပ်လေဖို့ချုပ်ကြီးထုံးအောင်နဲ့ကာကွယ်ဦးစည်းချုပ်ရုံးကအစင်းမြင့်တက်မတော်အရာရှိကြီးတွေနေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှုနဲ့တာဝန်ရှိသူတွေကာကွယ်ပြည်စည်းထုံးလုံးမှုတပ်ဖွဲ့ကအငိမ့်စားတပ်ဖွဲ့ဝင်တွေတပ်ဖွဲ့ဝင်အရာရှိစစ်သည်တွေတက်ရောက်ကြတယ်လို့သိရပါဗျာ။